ဒီကျွန်မပြောမှာအတော့ဒီ FNC ဘပိုင်းတုံးရတဲ့အကြောင်းလေးပေါ့နော်တုံးရအကြောင်းလေးဆိုတာကတချို့ကဒီလေးတိုင်းအချိန်မှာအရန်ခတ်တယ်ဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးတွေဖြစ်တဲ့အတွက်လုံးဝလေးလာမဲ့သူတွေအတွက်လုံးဝလုံးဝမခတ်ဘူးဆိုတဲ့အကြောင်းလေးပြောရင်ဒီမှာကျွန်တော်တို့ခုတစ်ချင်းတစ်ပုတ်တီးတော့မယ်ပေါ့ဗျာအဲတီးတော့မယ်ဆိုရင်ကျွန်တော်တို့အဲ project လေးကိုယူလိုက်မယ်ယူရှင်လေးပဲကျွန်တော်လက်ထောက်လေးယူနေရဆိုလက်ထောက်လေးနဲ့ယူပြီးတီးမယ်ပြီးရင်ကျွန်တော်တို့ဒီမှာစတီးဖို့အတွက်ကျွန်တော်တို့ instrument လေးတစ်ခုကိုတွားယူလိုက်ပါမယ်တက်ဆိုင်ရာနေပြီးရောပေါ့နော် okay ကျွန် instrument တွေယူလိုက်တယ်ပြီးရင်ကျွန်တော် instrument ပြီးသွားရင်ကော့လေးကိုကျွန်တော်အောက်ကိုဆွဲလိုက်မယ်ပြီးကျွန်တော် drum လေးတစ်ခုယူလိုက်မယ်ကျွန်တော် drum set လေးရှိရယ် drum set လေးတစ်ခုယူလိုက်မယ် okay drum set လေးတစ်ခုယူလာကျွန်တော် bass stay ပို့တွေ့ bass အထွတ်ပိုင်းရောက်ပါတယ်။ဒီမှာဒီလိုမျိုးမှားသွားတဲ့ဟာလေးဆိုတော့ကျွန်တော်တို့ delete channel နဲ့ပြန်ဖြတ်လို့ရတယ်။ကျွန်တော် instrument နဲ့ဒီကောင်လေးယူလိုက်မယ်။ ကဲပြီးကျော်ဒီနောက်ထပ်တစ်ခုတွင်အစုမိုက်တစ်ခုလောက်ခေတာတန်လေးထည့်ယူလိုက်မယ်ပေါ့နော်ကဲအဲ့တော့ကျွန်တော်အင်ထရိုလေးစပြီးတော့တီးလိုက်ကြအောင်နော်တီးမယ်ဆိုတော့ကျွန်တော်ဒီကောင်လေးကိုနှစ်ချက်ထောက်လို့လည်းရတယ်ဒီကောင်လေးကိုကင်ပြီးတော့ဒီကောင်လေးဖြတ်ချင်တယ်ဆိုရင်အမားလေးနဲ့ဖြတ်လိုက်လို့ရတယ်ဘယ်ဒီကောင်နှစ်ချက်ထောက်ပြီးကျွန်တော်နှုတ်လေးတွေထည့်မယ်ကျွန်တော်တို့လုံးဝအလယ်လက်ကို C4 မှာထားတယ်ဗောနော်ကျွန်တော် CP နဲ့ပဲတီးမယ်ဝိတ်တက်တေရတေ3တေတေ3တေ6 4တုံးနေတုံးနေတေငါဒီကတည်းကထားခဲ့မယ်ဒီကမှာကျွန်တော် live ဖြစ်မယ်ပေါ့နော်ဟုတ်ချော ပင်ငါငါတဲ့တောင်းတဲ့တဲ့တောင်းတဲ့တောင်းလေတောင်းငယ်တဲ့အဘိအဘိကျော်တဲ့တဲ့အတန်တိပဲတောင်းမယ်ပေါ့နော်တဲ့တဲ့တဲ့ဒီအောင်ကြလေးလုံးပါတယ်လုတ်ပြပါပြီခွန်ငါငါခွန်ငါ ဟင်အားဖြင့်အားဖြင့်ဒီโอเคအားလုံးပြီးပါဆိုကျွန်တော်နှုတ်လေးတွေကိုကျန်တာလေး live ဖြစ်ဖို့ပဲကျွန်တော်လည်းဒီနှုတ်လေးတွေကျွန်တော်မဆက်တဲ့ဟာလေးတွေကိုကျွန်တော် live set ပေးလိုက်မယ်ပေါ့နော်โอเคဒီနှုတ်လေးကြောင်းလိုက်ဆက်မယ် ကောင်းလေးရောကျွန်တော်အားလုံးလုံလေးတွေကျော်တစ်ချက်လိုက်ဆက်ပေးလိုက်မှာပေါ့နော်ကျွန်တော်တခါတည်းဘာလို့မဆက်လဲဆိုတော့အချိန်လေးပူကြနေမှာဆိုတော့ကျွန်တော်တို့တခါတည်း live ဆက်တာပါเนาะပြရမယ်ဆိုတော့ဒီကောင်းလေးကြော်ချက်အဲ reverse scan လေးထပ်ထည့်မယ်เนาะပြရအောင်ကြော်ချက်ပလေးကြည့်အောင် โอเคဒါလေးရပြီဆိုတော့အဲကျွန်တော်တို့ပါလို့မယ်ဆိုတော့အဲဒွန်လေးထည့်မယ်ဒီမှာတော့ဒွန်နှုတ်လေးမပါဘူးဒါပေမဲ့ကျွန်တော်တို့လက်တန်းလေးပဲထည့်ရအောင်နော်ကျတော့ health ကိုတော့ပုံမှန်လေးတိုင်းပဲခင်ဗျ။ဒီကျတော့နှုတ်ကတည်းကသွားလို့ရမယ်။ဒီကျတော့ call လေးတွေထည့်။ call ထည့်ချိန်ပါ call ကိုမတည်လို့ရှိရင်လည်းဒီမှာတော့နော်။ call နဲ့သွားလို့ရတယ်။ Okay ဒီမှာ C ပြီးရင်ကျတော့ဒီမှာစီဝက်ထကြမယ်စီပြီးရင် GF ဒီမှာ F ပို့ထောက်လို့ရနော်ဒီမှာ F ဒီမှာ G အမင်းချတာလေးမှန်တယ်ပြီးကျတော့ C ယူပြောင်းရမယ် PG GC ပေါ့နော် C C โอเคအဲ့ကောင်ကြီးကျွန်တော်တို့ call လေးယူအပြည့်ဆွဲမယ်ပေါ့နော်ကောင်လေးကျွန်တော် select ပြီးပြီးအားလုံးအပြည့်ဆွဲလိုက်ပြီဒီကောင်လေးကျွန်တော်တစ်ချက်ဆွဲလိုက်အဲ့ကျွန်တော်ပြလေးကြည့်အောင် ဲကော်မာကော်ပေါ်တင်နိုင်မှာကျော်ရိုးမထဲတော့ဗျာပုံမှန်နေတိုင်းပဲတော့ရိုးထဲအကြာနေမှာဟုတ်ကဲ့ဒီကြောင်ဒီကောင်လေးကိုဒီတန်လေးနဲ့ပါထက်ရောလိုက် ဒီကျွန်တော် baseline ကိုတော့ကော့အတိုင်းလေးပဲကျွန်တော်တစ်ချက်သွားကြည့်ကြအောင်ဟိုဒူဒူဒူတိုင်းလေးပဲသွားလိုက်ပါဦးဒူဒူဒူဆိုတာအလုံးအခြေခံတမားတွေအတွက်ပေါ့နော် ကျွန်တော်တစ်ချက်ကလေးပြန်ပြည့်ကြည့်မယ်ကျွန်တော်တို့အဲရက်တန်ပုံစံမျိုးထည့်မယ်ဆိုရင်အဲကျွန်တော်တို့ဂီတာတန်လေးနဲ့ထည့်လို့ရတယ်ပေါ့နော်။အဲအဲ့ကောင်လေးကျွန်တော်တို့ အလွယ်ကူဆုံးနည်းဆို base time ကိုတွားမယ်ကျွန်တော် base time ချထားတာဟိုဒီကောင်းလေးကျွန်တော် select ပြီး down လေးနဲ့ return နှစ်ခုပုံစံမျိုးတွေ drawback အနေနဲ့ drawback အနေနဲ့လုပ်နိုင်မယ်တခြားကြေတိုင်းဆက်ကျင်နေရတယ်ကျွန်တော် node လေးဖြောက်လိုက်တော့မယ်ဒီကောင်းလေးရဲ့ကျော်တို့ errors လေးတက်ထည့်ကျွန်တော်ကျော်တို့ instrument လေးတက်ထည့်ပြရသေးတယ်ပေါ်ထည့်ထားတဲ့ data line လေးရှင်းပါ okay ကောင်လို့လည်းတရားမှပူပြီးတော့ထည့်လို့ရတယ်။ဒီကောင်လေးကိုလည်းအတန်လေးထပ်ထည့်ပြရမယ်။ဒီ first ကောင်လေးတော့အတန်လေးရှော့ဖြတ်မယ်။ ပါသေးတယ်ဒါတော့ကျွန်တော်လုံးဝစလီလာမဲ့ပိစစ်သမားတွေအတွက်လုံးဝမခတ်ဘူးဆိုတဲ့အကြောင်းရင်းပေါ့နော်မခတ်အောင်လေကျွန်တော်တင်တဲ့မှာလုံးဝ basic ကနေစပြီးတော့စနစ်တကျလေးတင်ပေးထားတာမျိုးတွေရှိတယ်အဲကျွန်တော်တို့ setting ဘိုင်းဆို setting ဘိုင်းအဲ piano ဘိုင်းဆို piano ဘိုင်း note ကြီးဘိုင်းဆို note ကြီးဘိုင်း drum ဆိုလေ drum ဘိုင်း drum ဘိုင်းနဲ့ note ကြီးဘိုင်းတခြားဘိုင်းတွေအဲအပြင်ဘုဒ္ဓရာပိုင်းတွေလည်းအများကြီးပါတယ်ပြီးရင် update တွေလည်းကျွန်တော်တို့လည်းအများကြီးလုပ်ပြီးသွားမှာရှိတယ်လုံးဝပါအခြေခံမှမရှိလို့ပဲအစားတရမှမတည်ဘူးဆိုတော့မိတ်ဆွေတွေအတွက်ကျွန်တော်တင်တဲ့လည်းလုံးဝ physics ကနေစပြီးအားလုံးစနစ်တကျ င်ထားပေးတာလေးရှိပါတယ်ခင်ဗျာနော်အားလုံးပဲဆင်ပြေကြပါစေလိုက်တီးကြည့်ပြီးတော့